ကိုယ်ကိုစမ်းစစ်ရမယ်ငါဟာသီလရှိရလားငါဟာပညာရှိရလားသီလရှိပြီပညာရှိပြီဆိုရင်ငါဘုရားတမိုးရှိပြီလို့ပဲတွေ့ကျန်တာတွေမတွေ့နဲ့ပဲဆန်ရှိမှတမိုးရှိတယ်လို့ပြောဘူးနော်ငွေကြေးဒနာများစွာ30မှတမိုးရှိတယ်လို့ပြောဘူးဘုန်းကြီးသီလရှိနေလဲဘုံကံကြီးမှတမိုးရှိတယ်လို့ပြောတာမဟုတ်ဘူးသီလရှိမှတမိုးရှိကျောင်းကြီးကံကြီးနဲ့နေနိုင်ရင်တမိုးရှိတယ်လို့ပြောတာမဟုတ်ဘူး သိနာရှိရင်တန်ဖို့ရှိတယ်။ပညာရှိရင်တန်ဖို့ရှိတယ်။ပညာရှိရင်တဲခုံနဲ့ပဲနေနေသိနာရှိရင်တဲခုံနဲ့ပဲနေနေတန်ဖို့ရှိတယ်လို့ပြော။အဲ့တော့တန်ဖို့ဆိုတာပစ္စည်းဥစ္စာမဟုတ်ဘူး။လတ်လပ်ပါးတွေပစ္စည်းတွေမဟုတ်ဘူး။တန်ဖို့ဆိုဒီမှာလူတွေရဲ့ human dignity ခေါ်တဲ့လူရဲ့အရည်ချင်းတွေဂုဏ်သိက္ခာတွေ